မင်္ဂလာပါရှင်မုံဘက်လေးတုံစားပါတယ်မုံဘက်တုံစားရင်အတွက်ကျမငားကိုအာစားစနစ်နေတာပေါ့နော်ရတာမုံထဲတယ်စားထဲတယ်စနွင်းထဲမယ်ပြီးရင်တော့စားစနစ်နေပါမယ်မုံဘက်တုံရင်အတွက်ကျမကငပိချက်ချက်မှာဖြစ်တဲ့အတွက်ငပိချက်ချက်နေကိုပထမအောင်တုံညတာပါဒီနေ့ကအန်ဒီမုံမလာမှာဒါကြောင့်မို့ကျမကသူ့ကိုငားငပိချက်လေးချက်ကျွေးတာဖြစ်ပါရဲ့ရှင် သူကမုံဘတ်တုတ်တအားကြိုက်တယ်။အဲ့တော့မုံဘတ်တုတ်ကငါငပိတက်တော့မဟုတ်ချက်သားငပိချက်လီနေမှာသာအဆင်ပြေတာမဟုတ်လို့အခုလိုမျိုးလေးငါးလေးကိုစာစနစ်နေပြီးတော့နှက်ထားလိုက်ပါတယ်။တစ်ဖက်မှာတော့ကျတော့အဖြူအနီချင်းဓာတ်တွေကိုအခွန်နှွာပြီးတော့ကျွန်မကြိတ်ထားပါမယ်ရှင်။ဒီကိစ္စလေးကတော့ကျွန်မရဲ့စပါကျိစက်လေးဖြစ်ပါတယ်။ရမ်းရက်တယ် အဲတရုတ်တချို့ပစ္စည်းတွေကလည်းတရုတ်တရုတ်ပစ္စည်းတွေကသုံးလုံးကောင်းရင်တော့တစ်သလုံးသုံးတယ်ဒါပေမဲ့သုံးလုံးမကောင်းရင်တရုတ်ပစ္စည်းကြွားသွားတာပေါ့နော်ဒါကတော့ပစ္စည်းရဲ့ quality ပေါ်မှာမူတည်တာပေါ့ရှင်ဒါကတော့ငွေဥတီစိမ့်မှာငွေဥတီစိမ့်ကလည်းမပါဘူးရှင်ဒီမှာဒီမှာစစ်တက်ပါပဲရှင်ဒါကြောင့်မလို့ငွေဥတီစိမ့်ကိုလည်းချိန်ထားပါတယ်ရှင်စာပြီးတော့တည်မယ်နော်။အိုးရဲကိုစီပိုင်ုံလေးပဲထည့်ပါရအများကြီးမထည့်ပါဘူးရှင်။ရခိုင်ငပိချက်တော့မဟုတ်ဘူးနော်။ကျမငပိချက်ကိုအဆင်ပြေသလိုချက်စားခြင်းဖြစ်ပါတယ်။ချိန်ထားတော့တက်တော်အဖြူအနီချင်းဓာတ်တွေထည့်ပါရ စ်တုံလေးတွေစစ်တက်နေရတဲ့အနေအထားမို့လို့ကျမကစစ်တုံကိုနည်းနည်းလေးမှုေးတဲ့အနေအထားရောက်တည်တည်တော့စနင်းလေးနဲ့ရောပြီးတော့စစ်တက်ပါတယ်။ဆွမ်းတော့9နဲ့တော့ကလည်းစနင်းထည့်ထားပါတယ်။ဒါပေမဲ့အခုကျမစနင်းကိုထပ်ထည့်ပါတယ်ရှင်။စနင်းကလူရဲ့ခန္ဓာကိုယ်ကျမရဲ့အတွက်အရန်ကောင်းပါတယ်။ဒါကြောင့်မလို့စားပြီးတဲ့အရာတွေမှာပါဝင်ပါတယ်ရှင်။ခန္ဓာတစ်ခုကိုတစ်နေ့ကိုတီးစပွန်းတစ်ခွက်တစ်စွန်းစာလောက်စားပြီးတင်ပါတယ်။နောက်ပြီးတော့ငြူသီးစင်းထည့်ပြီးတော့စစ်တက်ပါတယ်။အကဲမိမိကမှော်မှကြောက်တယ်ဆိုရင်တော့နောက်ဆုံးမှထည့်လေရပါတယ်။စိတ်ကြိုက်ပါနော်။ မြူသီးစိမ့်နဲ့ဒါလေးကိုထွေးသမရန်အတွက်ကျွန်မအခုလိုမျိုးထည့်ပြီးသွားရဲဆိုရင်တော့မြင်ကပိခရာလေးကိုပါတပါးလေးထည့်ပြီးတော့စီတက်လိုက်ပါတယ်စတက်ကလေးကလေနည်းနည်းကြကြလေးစတက်ပေးရပါတယ်ခိတခဏမှာတော့လုံးဝမွှေးလာတယ်ရှင်ငါမြင်စမြင်တော့မွှေးလာတယ်ဆိုတော့နှက်ထားတဲ့ငါးရဲ့ဇပလင်လေးရဲ့ထည့်ပြီးတော့တပန်းလုံးပေးပါတယ်ငါးလေးတွေကိုအပေါ်ရန်တင်းပြီးအရှိကျမဒီမှာလုံးပေးပါတယ်ရှင် ငါးလေးတွေအပေါ်ရင်တင်းလာတဲ့အနေသားဆိုရင်တော့ရေလေးထည့်ပါတယ်ရေကတော့မိမိလိုတလောက်ကိုချိန်ချပြီးတော့ထည့်ပါပါရှင်နောက်ပြီးချက်ကိုမိမိကပြပြလေးကြိုက်တယ်ဆိုရင်တော့ရေကို short ထည့်ပါဒါမှမဟုတ်ပဲနဲ့ကြဲကြဲလေးကြိုက်တယ်ဆိုရင်တော့ရေကိုပိုးပြီးတော့ထည့်ပါရှင်။ငါးသားလေးလည်းကြက်အိုးလေးမှုရတဲ့အနေထားရောက်တည်တည်တော့တည့်ပေးပါရှင်။ ငမ်းမြိုင်ထည့်ပါတယ်ရခိုင်ငပိစံမဟုတ်တဲ့အတွက်ကြောင့်ငမ်းမြိုင်ထည့်ပြီးချက်ပါတယ်ရှင် ပြီးတော့ရင်မကြီးရခက်ကြဲကြဲကိုလည်းအပေါ်ကထည့်လိုက်ပါတယ် ပြီးတော့ရင်တော့ရေကိုမိမိလိုသလားခန်းနဲ့နေထိုင်ရောက်တည်တီတော့ဥကိုတဲပေးပါတယ်ငားလေးတွေကလည်းကြေတက်တာမလို့သတိထားပါအတုံးကြီးရတဲ့အနီမမို့အတွက်ပါအဲပို့ရင်လဲသူ့ကိုထည့်ပေးလိုက်မယ်လို့စိတ်ကူးပါတယ်ဒါကြောင့်မလို့ကျွန်တော်မြတ်လေးပို့ပြီးတော့ချက်လိုက်ပါတယ်ရှင်နောက်ဆုံးပွားနေပြီးတော့နန်းနန်းမင်းကိုခက်ကြက်ညက်လေးဖြတ်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ဒါကတော့ကျွန်မရေကငပီချက်လေးရရှိပါပြီရှင်မောဘကတော့ ready ပါပြီရှင်တော့မမို့ဝယ်လာတာပါမောဘကပထမကတော့ကျွန်မတထွေးပဲတုံးမယ်လို့စဉ်းစားတာ၃ယောက်ကလीအ ၃ချင်းလည်းမလောက်ဘူး၄ချင်းမှရလောက်ပါတယ်ရှင် ကျမတို့တွေအဲ့တော့အရင်လေးရမုံဘက်၄ချင်းကျမမုံဘက်တော့ရမ်းကြိုက်တယ်မမောလည်းမုံဘက်တော့ကြိုက်တယ်မင်းစားထိုင်လည်းကတော့မုံဘက်တော့မကြိုက်ဘူးအဲ့တော့ရေဟိုလိုတလောက်ထည့်တယ်ထက်ထည့်တယ်ချင်းတစ်ချင်းထက်ထည့်တယ်နောက်ဆုံးတော့နှစ်ချင်းသုံးချင်းပေါ့နော်အပွားနေပြီးတော့ကျမကဒါနန်နမီလေးဖြူတာပေါ့ရှင်စီချက်လေးလည်းထည့်ပါတယ်ရှင်အရ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 င်စူပါပေးစီတယ်ဈေးဝယ်လို့ပြန်မပြေနိုင်မဲ့ပတ်ပြေးနေတာစူပါနေစီတယ် 肉买的，嗯，哦，嗯，是，嗯，啊，木瓜汁，啊，木瓜这怎么嗯。 ရလို့တလောက်ထက်တဲ့အခုရပိုလို့လို့တလောက်ထက်ဟမ်ကိုမဆောင်ကိုမဆောင်ဟုတ်ဘူး งาเป็นยงงาหมดนั่นสิรู้ละสิแท้ไล่เนี่ยทำไมะีชอบหรอชอบหรอเปล่ามาตาไหม 不如拿来拿。哎呀。